အလုံးအလုံးဝင်းမင်္ဂလာပါဗျာ JTS Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပြီးတော့မှာကတော့ UAE Warrior မှာ Rainian နဲ့ထိုးတက်သွားမဲ့ပြန်ဖက်ရဲ့အကြောင်းနောက်ထပ်နှစ်ပွဲသုံးပွဲလောက်အနိုင်ရပြီးရင် Rotten နဲ့ထိုးရမှာပါဆိုတဲ့ Zulin ဦးရဲ့အကြောင်းနောက်ပွဲအတွက်ပြန်ဖက်ရသွားပြီဖြစ်တဲ့ Rotten ရဲ့အကြောင်း LS Paria ကို အနိုင်ယူပြလိုက်ရင်ဘာအတန်တွေထွက်လာကြမလဲဆိုတာကြည့်ချင်ပါတယ်ဆိုတဲ့ ဂျိတ်ဖော်ရဲ့အကြောင်းဝဲပြက်လာနိုင်တဲ့ UMC ကရှုံးပွဲမရှိဖိုက်တာ၂ယောက်ရဲ့အကြောင်းတွေကိုစုစည်းတင်ဆက်ပြီးတော့မှဖြစ်ပါလေ။ဝမ်ချင်မရှိနဲ့လမ်းခွဲသွားခဲ့တဲ့ Rainier Director ကတော့ UAE Warrior ဆိုတဲ့အဖွဲ့အစည်းကိုရောက်ရှိသွားခဲ့ပြီးဖြစ်ပါလေ။ UAE Warrior ကတော့2012ခုနှစ်မှာစတင်ထူထောင်ခဲ့တဲ့ MMA အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။သူကအောင်မြင်မှုပုံရိပ်အရတော့ဝမ်ချင်မရှိတဲ့မတားပါဘူး။ ။ဒါပေမဲ့လည်းအရှိအလေပိုင်းဒေတာမှာအခြေစိုက်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်ထူကြီးကောင်းကောင်းပေးနိုင်ပြီးတော့ one commission နဲ့လည်းတိတ်မကွာဘူးလို့သိရပါတယ်။ Rania Director ဟာလာမယ့်ဇွန်လ28ရက်နေ့မှာကျင်းပမယ့် UAE Warrior 51ပြိုင်ပွဲမှာပွဲဥထွက်အနေနဲ့ထူးတက်သွားရမှာဖြစ်ပါတယ်။သူအနေနဲ့ UAE Warrior အဖွဲ့အစည်းမှာတော့ like heavyweight တန်းမှာထူးတက်သွားမှာလည်းဖြစ်ပါတယ်။ ရာနီယာရဲ့ပြိုင်ဖက်ကတော့မာကိုမန်မူရက်ခါစီဆိုတဲ့ဖိုင်တာပဲဖြစ်ပါတယ်။သူကလည်း1 championship fighter hound တူဖြစ်ပါတယ်။1 championship ပွဲကြီးတွေမှာတော့မဟုတ်ပဲ1 Friday fight ပွဲတွေမှာထိုးတက်ခဲ့တာဖြစ်ပါတယ်။1 championship မှာကတော့တပွဲနိုင်တပွဲရှုံးရလကိုပိုင်ဆိုင်ခဲ့ပြီးဆက်မထိုးဖြစ်တော့ပါဘူး။နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲကတော့အာဂျီလန်တန်နီကိုချုပ်ကွက်နဲ့ရှုံးနေခဲ့ပါတယ်။ တကမူကမက်မူရက်ခါစီရဲ့ဖိုက်တာဘွားမှာပထမဆုံးနဲ့တပွဲထဲတော်ရှုံးပွဲလင်းဖြစ်ပါတယ်။သူရဲ့ record ကတော့6ပွဲနိုင်တပွဲရှုံးရလက်ပဲဖြစ်ပါတယ်။ Russia Fighter တအုပ်စုပြီးမဲ့လေခါစီက ground ပိုင်းအားနေပါတယ်။ သူအနိုင်ရထားတဲ့ပွဲတွေကိုတွားပြီးကြည့်မယ်ဆိုရင်လည်း၆ပွဲစလုံးကိုအလဲထိုးထားတာတွေ့မြင်ရပါတယ်။ Rainier ဆိုရက ground ပိုင်းမှာဆရာကြတဲ့ fighter တူလို့ပြောလို့ရပါတယ်။သူရဲ့ထိတ်တောင်းတွေကိုကောက်ွယ်နိုင်ဖို့ဆိုရကမလွယ်ပါဘူး။ Khasik အာဂျီလန်တန်နီလိုအကြပိုင်းရောက်နေတဲ့ fighter ကိုတော့ချုပ်ွက်နဲ့အရှုံးပေးခဲ့ရပါတယ်။ဒါကြောင့် Rainier ကိုတော့ရှင်းနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ တို့အနေနဲ့ရိုင်းနီယာရဲ့ထိတ်တောင်းတွေကိုကာကွယ်ပြီးရှင်ထိုးနိုင်မှတာအခွင့်အရေးရှိမှာဖြစ်ပါတယ်။မဟုတ်ရင်တော့ဒီပွဲမှာရိုင်းနီယာပဲအနိုင်ရရှိတော်မူများနေပါလိမ့်။ရိုင်းနီယာတဲ့အောင် UAE Warrior မှာပွဲဥထွက်နိုင်ပွဲရယူနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်တော့ရမှာဖြစ်ပါတယ်။ယူရလဝိအကျော်မော်ဆူလင်းဦးဟာ1 Friday 5ပြိုင်ပွဲမှာ3ပွဲဆက်အထိအနိုင်ရပြီးတော့ဒေါ်လာ3000တန်းစာချုပ်ကန်လန်းခံလိုက်ရပါတယ်။ ဇိုနီဦးကနောက်ဆုံးထုတက်ခဲ့တဲ့ပွဲမှာဆိုရင်လဲ high fighter phone siri ကိုအလဲထိုးအနိုင်ယူနိုင်ခဲ့တာဖြစ်ပြီးတော့စာချုပ်ရောဝက်နဲ့ကြီးပါတခါသေးရရှိခဲ့ပါတယ်။ဇိုလင်ဦးကမကြတိခင်တုန်းကပဲ1 championship ပွဲထုတ်ဖို့စာချုပ်မှာလက်မှတ်ထိုးလိုက်ပြီးဖြစ်ပါတယ်။ဇိုလင်ဦးနဲ့အတူစာချုပ်ရသွားခဲ့တဲ့ Navi အနိုင်ဆိုတဲ့ fighter ကိုလည်း1 championship ကချက်ချင်းပွဲပြီးခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင်ဇိုနီဥကလည်းတိတ်မကြခင်မှာပွဲရလာနိုင်ချေရှိနေပါတယ်။သူရဲ့ပွဲကလာမဲ့၈လပိုင်းသို့မဟုတ်ရင်9လပိုင်းလောက်မှာဖြစ်လာနိုင်ပါတယ်။ဇိုလင်းဦးတယောက်ဝမ်ချမင်းရှင်းနဲ့စာချုပ်ရပြီးကလေးကသူနဲ့ဖြစ်နိုင်ချေရှိတဲ့ဖိုက်တာတွေစုပြီးတရင်းတွေကမျိုးစုံထွက်နေပါလိမ့်။ဟိုင်းမီဒီယာတွေကတော့ဇိုလင်းဦးနဲ့ရော့ထန်ဆက်လန်ကိုဖန်တီးချင်နေကြပါလိမ့်။ဇိုလင်းဦးတယောက်ဖုန်စရီကိုနိုင်ပြီးကလေးကဇိုလင်းဦးဟာ ရော့ချန်ရဲ့ပြိုင်ဖက်ဖြစ်လာနိုင်မလားဆိုပြီးထိုင်းမီဒီယာတွေဖက်ကရေးသားနေကြပါတယ်။ဒါအပြင်ဝယ်ပြီးအင်တာဗျူးမှာဆိုရင်လည်းဆိုနီဦးကိုရော့ချန်နဲ့တန်းထိုးချင်တလားဆိုပြီးမေးခဲ့ပါတယ်။အဲဒီတုန်းကဆိုနီဦးကရော့ချန်ကသူလီစာအားကြရတဲ့ဖိုက်တာဆိုပြီးဖြေဆူခဲ့ပါတယ်။အခုတော့ဆိုနီဦးကိုတိုင်ကရော့ထန်နဲ့ထိုးတက်ချင်းကြောင်းပြောလာခဲ့ပြီးဖြစ်ပါတယ်။ထိုင်းကစားသမားရော့ထန်နဲ့ထိုးချင်ပါတယ်။ဟုတ်ကူယုံကြည်မှုလည်းရှိပါတယ်။ သူနဲ့ထိုးရင်ကြတော့ကျွန်တော်အတွက်ခန်းစားခွင့်တွေလည်းအများကြီးတိုးလာနိုင်ပါလေကျွန်တော်အထင်တော့နောက်ထပ်2ပွဲ3ပွဲလောက်အနိုင်ရပြီးရင်ခပ်ပလူခွင့်ရနိုင်ပါတယ်အဲ့ဒီချိန်ကျရင်ရော့ထန်နဲ့ထိုးရမှာပါလို့ဆိုလင်းဦးကပြောဆိုသွားခဲ့ပါတယ်ရော့ထန်ဆိုရကလက်ရှိ1ချင်းမရှိ flyweight မွေးထိုင်းချန်ပီယံတူဦးဖြစ်တယ်လို့ပရိသတ်တွေအားပြီးမှုအများကြီးရထားတဲ့ fighter တူဦးဖြစ်ပါတယ် ူကလည်းမကုံကောင်းတယ်လို့စွန်းဆောင်ရည်လဲမြင့်တဲ့ဖိုင်တာတူဖြစ်ပါတယ်။ဖိုင်တာတော်တော်များများကတော့ရော့ထန်နဲ့ထူဖို့အတွက်ရှောင်တက်ကြပါတယ်။ဒါကြောင့်လဲဝမ်ချမင်းရှစ်အနေနဲ့ရော့ထန်ကိုဝက်တဲပြီးတဲ့နေရာမှာအခက်တွေ့မြင်နေရပါတယ်။ဇိုလင်းဦးကတော့ရော့ထန်နဲ့ထူရဲ့အကြောင်းတဲ့ပြောဆိုလာခဲ့တာပါ။တို့ပေမဲ့အခုအချိန်မှတော့ဆွန်လီဦးနဲ့ရော့ထန်ပွင့်ဖြစ်ဖို့ကစောပါသေးတယ်။ ဆိုလင်ဝအနေနဲ့ဝမ်ချမ်ပီယံရှစ်ပွဲကြီးတွေမှာအရင်ဆုံးနိုင်ပွဲတွေယူပြဖို့လိုအပ်နေပါတယ်။နိုင်ပွဲဆက်ယူပြပြီးမှခပတ်လူဖို့ရော့ထန်စီရောက်လာမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ပွဲအတွက်ပြိုင်ဖက်ရသွားပြီဖြစ်တဲ့ရော့ထန်ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဝမ်ချမ်ပီယံဟာယခုနှစ်အစောပိုင်းမှာတုန်းက115ဆိုတဲ့အမည်နဲ့ဂျပန်မှာပြိုင်ပွဲကျင်းပပြုလုပ်သွားခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုရင်တော့ ရော့ထန်နဲ့ဂျပန်ဖိုက်တာထာခီရူတို့ကိုခေါင်းပွဲအနေနဲ့တဲပီးခဲ့တာဖြစ်ပါတယ်။ရော့ထန်ကတော့ပွဲနာနီမာဒဏ်ရာကြောင့်ဆူပြီးနှုတ်ထွက်သွားခဲ့ပါတယ်။ဝမ်ချင်မစ်ရှစ်ဘက်ကတော့ရော့ထန်နေရာမှာစူပါလက်ကိုအစားထိုးပြီးထာခီရူနဲ့ထူးတက်စီခဲ့ပါတယ်။အဲဒီပွဲပြတ်ပြီးတဲ့နောက်ပိုင်းကလေးကရော့ထန်တဲ့အောင်ပွဲပြတ်မထိုးရသေးပါဘူး။ဘရစ်တက်တွေကတော့သူ့ရဲ့ပွဲကိုမျောနေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် Rotten နဲ့ Tha Kiro တို့ပွဲကိုပြန်ဖြစ်စေချင်နေကြတာပါလက်ရှိမှာဆိုရင်တော့ One Championship က Rotten ကိုအမေရိကန်မှာချင်းပမဲ့119ပြန်ပွဲမှာပွဲတည်ပေးလိုက်ပြီဖြစ်ပါတယ်ပရိသတ်တွေမျောလင့်နေကြတဲ့ Rotten နဲ့ Tha Kiro တို့ရဲ့ပွဲကတော့မဟုတ်ခဲ့ပါဘူး Rotten ကို Jocko Smith နဲ့ပွဲတည်ပေးလိုက်တာဖြစ်ပါတယ် Rotten ကသူရဲ့ flyweight မွေးထိုင်းခက်ပကူကောင်းကွယ်သွားရမှာပါ ဒီပွဲကသူတို့နှစ်ယောက်ရဲ့မကြီးပွဲလင်းဖြစ်ပါတယ်။ Rotten နဲ့ Jocker Smith တို့က2022ခုနှစ်တုန်းကတကြိမ်ထူးတက်ခဲ့ပူပါတယ်။အဲ့ဒီတုန်းကလည်း Rotten ကပင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ Jocker Smith က Rotten ကိုရှုံးနိမ့်ပြီးနောက်ပိုင်းမှာ Water Conquest ကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုပြီးမှလည်းပြီးခဲ့တဲ့ April လနောက်ဆုံးထူးတက်သွားခဲ့တဲ့ပွဲမှာဆိုရင်တော့ Dennis Puris ကိုရှုံးနိမ့်သွားခဲ့ပါတယ်။ တကယ်တမ်းဆိုရင်ဂျကော့စမစ်ကခပတ်လူခွင့်ပြန်ရတင်တဲ့အနေအထားမျိုးမဟုတ်သေးပါဘူး။ဝမ်ချမ်ပီယံရှစ်ကရော့ထန်အတွက်ပြိုင်ဖက်ရှာရတာခက်နေတာကြောင့်ဂျကော့စမစ်နဲ့ပဲပွဲတင်ပေးလိုက်တာဖြစ်ပါတယ်။ဒီပွဲမှာဆိုရင်ကျွန်တော်အမြင်ကတော့ရော့ထန်ကပဲနောက်ထပ်တစ်ကြိမ်အနိုင်ရပြီးသူ့ရဲ့ချန်ပီယံခပ်ပတ်ကိုကာကွယ်သွားနိုင်ဖို့များနေပါလိမ့်။ဆက်လက်ပြီးတော့ Alice Parian ကိုစင်ခေါ်သွားခဲ့တဲ့ J4 ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဂျိတ်ဖော့ဆိုတာကအစကတည်းကလီကျဲတက်တဲ့ fighter တူပါ youtuber လောကကနေလာတဲ့ဂျိတ်ဖော့ဟာပွဲပြီးတော်တော်လီရှာတက်နေပါတယ်သူကတက်ခဲရေးလောကတစ်ခုလုံးက fighter တွေကိုပတ်ပြီးစိန်ခေါ်နေတက်ပါတယ်အနာယူသွားတာလဲကြာပြီဖြစ်တဲ့ပေါစင်အကြောမောမိုက်တိုင်စိန်ကိုတောင်စိန်ခေါ်ခဲ့ပြီးသူတို့နေရောက်ကလည်းပွဲတဲပြီးထားပါတယ်ဂျိတ်ဖော့ဟာပေါစင်ပိုင်းမှာလဲတဖြည်းဖြည်းတူးတက်လာနေတဲ့ fighter တူပါ ူရဲ့ဆွမ်းဆောင်ရည်ကလည်းတပွဲထက်တပွဲတိုးတက်လာနေပါလေ။မကြတိခင်တုံးကပဲမိုက်ပယ်ရီနဲ့ဘော့ဘ်ဇင်ထိုးတက်သွားခဲ့ပြီးအလဲထိုးအနိုင်ရရှိသွားခဲ့ပါလေ။မိုက်ပယ်ရီဆိုတာက UFC မှာထိုးတက်ခဲ့ပုဒ်လို BKFC မှာလည်းထိုးတက်နေတဲ့ fighter ကောင်းတဦးပါ။ဒီလို fighter ကိုတပွဲလုံးအသာစီယူထိုးတက်ပြီး၆ချီမြောက်မှာအလဲထိုးနိုင်ခဲ့တဲ့အတွက်ဂျိတ်ဖို့ကိုချီးကျူးရမှာဖြစ်ပါလေ။ ဒီပွဲအပြီးမှာတော့ Jake Paul က UFC က light heavyweight champion ဖြစ်တဲ့ Alex Parian ကို boxing ထိုးဖို့စိန်ခေါ်သွားခဲ့ပါတယ်။လူတွေက Mike Perry နဲ့ပွဲမှာကျွန်တော်က weight အသားစီးယူပြီးထိုးတက်တယ်လို့ပြောနေကြပါတယ်။ဒီတော့လာမယ့်ပွဲမှာကျွန်တော်ထပ် weight တန်ဖိုးကြီးတဲ့ Alex Parian နဲ့ထိုးပြချင်ပါတယ်။သူကပွဲအတွင်း weight အရဆိုရင်ပေါင်140လောက်ရှိတဲ့သူပါ။ဒါပေမဲ့ကိစ္စမရှိပါဘူး။သူကလည်း Mike Perry လိုပဲအဆုံးသက်ပြမှာပါ။ သူကအရက်6ပီလေးလက်မှရှိပါတယ်။ကစ်ဘောက်စင်မှာဒုံကလည်းချန်ပီယံဖြစ်တယ်လို့အခု UFC မှာလည်းချန်ပီယံတဦးဖြစ်နေပါတယ်။သူကိုအနိုင်ယူပြလိုက်ရင်ဘာအတန်တွေထွက်လာမလဲဆိုတာကြည့်ချင်ပါတယ်။ဆိုပြီးဂျိတ်ဖို့ကစင်ခေါ်တွားခဲ့ပါတယ်။ Bellas Paria ကလည်းဂျိတ်ဖို့ရဲ့စင်ခေါ်မှုကိုလက်ခံကြောင်းလူမှုကွန်ရက်ကနေတဆင့်တုံ့ပြန်တွားခဲ့ပါတယ်။ Bellas Paria က UFC ရဲ့စာချုပ်အောက်မှာရှိနေသေးတဲ့ fighter တူဖြစ်ပါတယ်။ ဒါကြောင့် UFC ရဲ့စီစဉ်မှုနဲ့ပဲ boxing ပွဲထိုးလို့ရမှာဖြစ်ပါတယ်။ UFC က Alesparia နဲ့ Jake Paul တို့တွဲဆိုင်ဖြစ်အောင်လုပ်ပြီးနိုင်မလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ဒီပွဲတော်ဖြစ်လာမယ်ဆိုရင်တော့ဝင်ငွေအရလည်းကောင်းမယ်လို့ထင်ပါတယ်။ဆက်လက်ပြီးတော့ပွဲဖြစ်လာနိုင်တဲ့ UFC ကရှုံးပွဲရှိ Fighter 2ယောက်ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ UFC ဆိုတာကကပအောင်အောင်မြင်ဆုံး MMA အဖွဲ့အစည်းကြီးတစ်ခုဖြစ်ပါတယ်။ ီမှာကစားခွင့်ရဖို့ဆိုတာကလည်းဖိုက်တာဒိုင်းရဲ့အိမ်မက်လို့ပြောလို့ရပါတယ်။ UFC ကဖိုက်တာတစ်တွေကိုစောင့်ကြည့်ပြီးခေါ်ယူတတ်တယ်လို့သူတို့ရဲ့ဖိုက်တာတစ်ရွေးချယ်ရေးပြိုင်ပွဲတွေကနေတဆင့်လဲစချုပ်ချုပ်ခေါ်ယူလိမ့်ရှိပါတယ်။လက်ရှိ UFC မှာလည်းအလားအလာရှိနေတဲ့တက်တဆဖိုက်တာတွေများစွာရှိနေပါတယ်။ဒီထဲမှာဆိုရင်တော့ Shaker Ramano နဲ့ Iron Gary တို့လည်းပါဝင်ပါတယ်။ Shaker Ramano ကတော့ Welterweight fighter တူဦးဖြစ်ပြီးတော့ Iron Gary က လိုက်ဝိတ်ဖိုင်တာတူပါသူတို့နေအောင်စလုံးကဖိုင်တာဘွားမှာရှုံးပွဲတွေမရှိသေးတဲ့ဖိုင်တာတွေပါချက်ကရမနော့က18ပွဲထိုးတက်ထားပြီးရှုံးပွဲလုံးဝမရှိထားသလိုဂေါ်နန်ရဲ့တက်တက်ဆန့်လိုတင်စားခံထားရတဲ့ Iron Gary ဆိုရင်လဲ15ပွဲစလုံးကိုအနိုင်ယူပြထားပါတယ်သူတို့နေအောင်ကဝိတ်တန်မတူကြတဲ့ဆိုပေမဲ့စင်ခုံမှုတွေတော့ရှိနေပါတယ် အိုင်ရန်ဂေရီဖက်ကနေစပြီးချက်ကက်ရမနော့ကိုစိန်ခေါ်သွားခဲ့ပါတယ်။တကယ်လို့ဒါပွဲတာဖြစ်လာမယ်ဆိုရင်သူကပဲတစ်ဖက်သက်အသာစီရလိမ့်မယ်ဆိုပြီးစကားစစ်ထိုးသွားခဲ့ပါသေးတယ်။ချက်ကက်ရမနော့ကလည်းပွဲသိန်း90ရခိုင်နှုန်းပဲရှိတဲ့ဖိုက်တာကပွဲတိုင်းကိုပွဲသိန်းပြထားတဲ့ဖိုက်တာကိုရှင်းနိုင်ပါမလားဆိုပြီးတုံ့ပြန်သွားခဲ့ပါတယ်။ချက်ကက်ရမနော့ကအနိုင်ရတဲ့78ပွဲစလုံးကိုပွဲသိန်းပြထားတာပါ။ ။ Iron Gary ကတော့9ပွဲ15ပွဲမှာ10ပွဲကိုပွဲသိမ်းထားနိုင်တာပါ။လက်ရှိမှာ fighter 2ယောက်ကစင်ခေါ်ကြတဲ့အဆင့်ပဲရှိနေသေးပြီးဘွဲကဖြစ်လာနိုင်မလားဆိုတာကတော့ပြောရခက်နေသေးပါလိမ့်တကယ်လို့ဘွဲတာဖြစ်လာမယ်ဆိုရင်လဲ Chuck Ramonot ကပဲ weight တန်စင်ပြီးထိုးမလား Iron Gary ကပဲ weight တန်တက်ပြီးတက်ထိုးမလားဆိုတာကစဉ်းစားစရာဖြစ်နေပါလိမ့်ဘလို့ပဲဖြစ်ဖြစ်သူတို့2ယောက်ရဲ့တွဲဆိုင်တာဖြစ်လာမယ်ဆိုရင်တော့စိတ်ဝင်စားဖို့ကောင်းမယ်ထင်ပါလိမ့် 原皮卡的多生果，很低冰啦，苏拉卡罗上季多样嘛，七八零。OK 吗？这个马到阿克扎罗卡卡，是文山西高内一张亚里个苏西电视比端开了边七八零。总体技术奖比的多奖目，阿龙哥图片接触的嘛嘞，就那个罗西西电视都九十边七八零。